အဲ့ဒီဗီဒီယိုလေးကတော့เนาะကျမတို့ရဲ့အာ Cherry Exam Preparation Center မှာအတိအကျဖွင့်ထားတဲ့เนาะ ACT Preparation Class အကြောင်းလေးပြောချင်တာဖြစ်ပါတယ်ဆိုတော့ ACT ဆိုရက်ပေါ့เนาะနာမည်ကိုကြားလိုက်ပြီး exam နာမည်ကိုကြားလိုက်ပြီးဆိုတာ ਨੇ ကျမတို့ကဘာသာရပ်၃မျိုးအဓိကပါတယ်ဘာတွေလဲဆိုရင် English ရယ် Maths ရယ် Science ရယ်ဆိုပြီးတော့၃ဘာသာပါတယ်ပေါ့เนาะဆိုတော့ဒီ၃ဘာသာအပြင်เนาะကိုရှောက်မဲ့ကျောင်းနေဟလာ college တွေကနေပြီးတော့မှ writing နဲ့ reading ကို optional အနေနဲ့ပါတာမျိုးတွေရှိတတ်တယ်ပေါ့เนาะဆိုတော့အဲ့ဒီ တွက်ကိုလာကျွန်တော်တို့တင်နန်းကနေပြီးတော့အထူး special အနေနဲ့ဒီ ACT preparation အတန်းကို တက်လိုက်ပြီဆိုတာနဲ့ဟဲ့လားကိုကျောင်းရဲ့ requirements အရာပေါ့နော် writing မဲ့လို့လို့ reading မဲ့လို့လို့ဒါကို extra အနေနဲ့အပို့သင်ပေးသွားမှာဖြစ်တယ်ဒီဒီနောက်ခုအတွက်ကိုလုံးဝ FOC ဘာမှပေးစရာမလိုဘူး exam ဖြေမဲ့အထီကို preparation လုပ်ပေးတဲ့အတန်းလေးဖြစ်တယ် ဆိုတော့ဒီ ACT preparation တန်းကိုတက်မယ်ဆိုလို့ရှိရင်အမားတို့ကဟလာတပတ်ကို6ရက်အချိန်ယူပြီးတော့သင်ပေးရပေါ့နော်6ချင်တရက်ကိုတစ်ချိန်နဲ့တပတ်6ရက်ပေါ့နော်ဘာသာတစ်ခုစီကိုအမားတို့ကနှစ်ဘာသာ sorry 2ရက်အနေနဲ့ယူပြီးတော့မှသင်ပေးရဖြစ်တယ်ဆိုတော့ဒီ preparation လုပ်တဲ့အခါမှာကြာချိန်ဒီ၄လကနေ6လအတွင်းကြာမယ်။ကျောင်းသားပေါ်မူတည်ရဲဟလာအဲ့တော့ကိုကဟလာ ACD result ကိုကိုယ့်ရဲ့ကျောင်းကနေပြီးတော့မှလိုတယ်ပေးရမယ်ဆိုလို့ရှိရင် အခုဒီဗီဒီယိုတွေ့ရဆိုတာနဲ့ ACD တက်ဖို့စဉ်းစားနေတယ်ဖြေဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်အဲချိန်မရွေးအဲစုံစမ်းလို့ရတယ်တင်နန်းကြီးတလကို9သိန်း9သိန်းဆိုတာ3မှသာလုံး plus ဟိုဘက်က reading writing foc ပေါ့နော်အဲ့ဒါပါပါပြီးသားကိုမှတင်နန်းကြီး9သိန်းချက်နဲ့ဒါဒီဘက်အဲကျမတို့ရဲ့ဒီ cherry exam preparation မှာလောက်ထားပေးတယ်နောက်တစ်ချက် benefits အနေနဲ့အချိန်ညှိလို့ရမယ်မြန်မာအချိန်မနက်9:00ရာနေည9:00ကြီးကြားထဲမှာအချိန်ညှိပြီးတော့မှတက်ရောက်လို့ရမယ် အတန်းလေးဖြစ်တယ်ဆိုတော့ ACD ဖြေဖို့စိတ်ဝင်စားတဲ့ဘယ်သူမှမဆိုဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့မေးလို့ရပါတယ်။